ရင်သားကင်စာပညာပေးဟောပြောပွဲမှာပူးပေါင်းဆောင်ရွက်ခဲ့တဲ့ Roche မြန်မာကုမ္ပဏီဟာ2013ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးလူထုကျန်းမာရေးအတွက်ခင်မိကူထုံးတွေရှားဝေဖော်ထုတ်ရင်းနဲ့စေဝါထုတ်လို့ရောင်းချမှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။ဒီပွဲကတော့ရင်သားကင်စာအကြောင်းကြည်ကြဲပြည့်ပြည့်နားလည်ပြီးသက်ပေါင်းများစွာကိုကယ်တင်နိုင်ဖို့အတွက်ကြီးရတာပါ။ကင်စာတိုက်ဖျက်ရေးအနေနဲ့ဒီလိုအသိပညာပေးပွဲပြုလုပ်ဖြစ်တဲ့အကြောင်းနဲ့ခင်မိကူတနည်းတွေနဲ့သာဆိုရင်ရင်သားကင်စာတရားရခိုင်နှုန်းပြောက်ကင်းနိုင်တဲ့အကြောင်းဒေါက်တာဦးမချင်းကပြောပြပါဗျာ။ အော်တိုဝါလာကဒီ PP ဆိုင်ရာပေါ့နော် breast awareness map လို့ခေါ်ပါတယ်ဆိုတော့ဒီတစ်ကဘာလုံးမှာလေဒီ breast cancer awareness map ပေါ့နော်ဆိုတော့ breast cancer တိုက်ခိုက်ရေးပတ်သက်တာဆိုတော့အဲ့ဒါကိုကွန်ပျူတာနေနဲ့လုပ်စင်းပါလေဒီပွဲဒီလုပ်ချက်တာပါမအားဘူးဒီနိုင်ငံမှာဆိုရင်အသက်40ကျော်တိုင်းမှာဒီ mammogram ခေါ်တာပေါ့နော် breast နောက် ultrasound breast and ultrasound mammogram အဲ့ဒါကြီးနဲ့စစ်ဆေးမယ်ဆိုရင်ဟိုဒီတိတိလေးပေါ့မဆန်းမိခင်ကလေးက ေကတွေ့ရှိနိုင်တယ်ပေါ့နော်အဲ့ဒါကိုစောစီးစွာကုသမှုခံယူမယ်ဆိုရင်ဒါကင်ဆာရောဂါ100%ရောက်ဖြစ်မှာတယ်ရင်သားကင်ဆာနဲ့ပတ်သက်ပြီးကာကွယ်ရေးနည်းလမ်းအတိအကျမရှိပေမဲ့ရင်သားကင်ဆာအဖြစ်နဲ့အောင်တော့လုပ်နိုင်မှာပါမြို့သမီးတွေအနေနဲ့ပြုတ်ပေါ်ဝင်စခြင်းကစပြီးရင်သားကိုပုံမှန်စစ်ဆေးတင်ကြောင်းဆိုလာသူကဒေါက်တာဝင်းမြင့်ပါ ကာကွယ်တဲ့ဏိဒံအတိတ်မရှိပါမယ်ရော့နေသောသင်္သာသင်္သာကဖြစ်နေသောလွတ်နိုင်တဲ့ဏိဒံတွေပဲရှိတယ်အမျိုးသမီးလေးတွေနေနေဆိုလို့ရှိရင်ဒီအပြုဘဝင်လာခြင်းအနေစပြီးတော့မိမိတို့ရဲ့ရင်သားကိုလာစဉ်မှမှဆစ်ဆေးမယ်လို့အလားလို့တန်တရားဖြစ်လာတာတွေ့လို့ရှိရင်ဒီသက်ဆိုင်ရာ ဒုက္ခဆရာဝန်နေနဲ့တိုင်ပင်ပြီးတော့လိုအပ်တဲ့စစ်ဆေးမှုတွေဆက်လက်လုပ်မယ်ဆိုရင်လည်းဒါရောဂါကိုစောစောစီစီလည်းကြိုတင်ပြီးတော့သိနိုင်တယ်ရုစမြန်မာဟာကင်ဆာနဲ့ပတ်သက်တဲ့ကုထုံးမျိုးစုံကိုဝန်ဆောင်မှုပေးနေတာဖြစ်ပြီးဒီပွဲကတော့ပြည်သူတွေကင်ဆာနဲ့ပတ်သက်ပြီးကြကြပြက်ပြက်သိရှိစေဖို့ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။ အမရိုရော့စ်ကုမ္ပဏီကဒီကမ္ဘာပေါ်မှာဆိုလို့ရှိရင်ဒီကန်ဆာနဲ့ပတ်သက်ပြီးတော့မှာပေါ့ကန်ဆာနဲ့ပတ်သက်ပြီးတော့မျိုးဥပဒေကုထုံးလို့ခေါ်ရတဲ့ဒိုင်းရိုက်ကုထုံးနဲ့ပတ်သက်ပြီးတော့အမရိုကကမ္ဘာထိပ်တန်းကုမ္ပဏီတစ်ခုထဲမှာပါတယ်ပြည်သူလူထုတွေကန်ဆာနဲ့ပတ်သက်ပြီးတော့ဘဝတုဒ္ဒရာတိုးပွားလာအောင်နောက်ပြီးတော့လူနာလူနာရှင်လည်းကန်ဆာနဲ့ပတ်သက်တဲ့ဆေးဝါးတွေကိုလလန်းမိနိုင်အောင်အမရိုကကုမ္ပဏီရဲ့လူထုအကျိုးပြုလုပ်ငန်းအနေနဲ့တစ်ဖက်တစ်လမ်းအဆောင်ရွက်ပေးပါတယ်ဒီကန်ဆာ awareness ပေး လည်းအဲ့ဒီဆောင်ရွက်ပေးချက်တွေအတခုပါဝင်ပေါ့နော်